ကဘာဗနာရဲ့လောကတစ်ခုလုံးကိုဟုတ်ပါတယ်တစ်ခုလုံးကိုပါလှုပ်ခတ်သွားစေနိုင်တဲ့စီးပွားရေးအချက်လက်တစ်ခုလည်းရှိတယ်ဆိုရင်ယုံနိုင်မလားကဲဒီနေ့မှာတော့အဲ့ဒီ non form payroll အစီရင်ခံစားအကြောင်းကိုအတူတူလေ့လာကြည့်ကြရအောင်ကဲတစ်ချက်လောက်စဉ်းစားကြည့်ရအောင်လော့စင်ထွက်ပြန်နေကြအစီရင်ခံစားလေးတစ်ခုက forex ဈေးကွက်ကနေရွှေဈေးနောက်ပြီးတော့ whole crypto ဈေးကွက်အထိအကုန်လုံးကိုဘယ်လိုများလွှမ်းမိုးသွားနိုင်မှာလဲအဲ့ဒီလောက်တော့အရေးပါရသလားလူမေးစရာရှိလာပြီအဖြေကတော့ရှင်းရှင်းလေးပါပဲ ဘာလို့လဲဆိုတော့လေဒီအစီရင်ခံစားက American ရဲ့ GDP တစ်ခုလုံးကို မောင်းနေနေရဲ့လောသားအင်အားစုကြီးရဲ့80ရာခိုင်နှုန်းလောက်ကို ကိုစားပြုနေလို့ပါပဲ80ရာခိုင်နှုန်းတော့မနည်းဘူးကဲပထမဆုံးအနေနဲ့ဒီစီရင်ခံစားကတကယ်တမ်းမှာပါလေပြီးတော့သူ့ရဲ့တည်ရောက်မှုကဘာကြောင့်ကဘာထီရောက်သွားတာလဲဆိုရကိုအတူတူကြည့်လိုက်ကြရအောင် NFP ဆိုတာကအတိုကောက်ပေါ့နော် non farm payroll လို့ခေါ်ပါတယ်ဆိုတော့ဒါက American အလို့သမား sign in bureau ကနေလာဆင်ထုတ်ပြန်ပေးတာအဓိကကတော့ layer ကနကလွယ်ရင်ပေါ့တခြားစက်မှုလုပ်ငန်းတွေမှာအလို့ကိုင်းအစ်စ်ဘလောက်တိုးလာတယ်လဲဒါမှမဟုတ်ဘလောက်များယော့သွားတယ်လဲဆိုတာကိုတိုင်းတာတဲ့အဓိကကြတဲ့အညွန်ဂိန်းတစ်ခုပါပဲဒီ NFP အစီရင်ခံထုတ်တန်တဲ့ pricing က lesson လက်တိုင်းမှာဇလံတစ်ပုတ်လိုပါပဲအရင်ဆုံးအချက်လက်မထွက်ခင်ရက်တက်တက်ပြည်ကြီးကစီးပွားရေးပညာရှင်တွေကခက်မှန်းချက်တွေအမျိုးမျိုးထုတ်ကြတယ် ပြီးတော့တကယ်မထွက်ခင်ရပ်ပိုင်းအလိုမှာဈေးကွက်တစ်ခုလုံးကအသက်အောင့်ပြီးစောင့်ကြည့်နေကြရော။နောက်ဆုံးလာတဲ့ပထမဆုံးတော့ကြနေမှာအချက်လက်ထွက်လာပြီဆိုတာနဲ့မိနစ်ပိုင်းအတွင်းမှာပဲဈေးကွက်ကအပေါ်အောက်ပြင်းပြင်းထန်ထန်လှော့ခတ်ပါတော့တယ်။ဟုတ်ပြီ။ဒါဆိုဒီအစီရင်ခံစာထဲမှာဘာဒီပါလဲဆိုတာကိုနင်းနေနေပို့ပြီးအသေးစိတ်ကြည့်လိုက်ကြရအောင်။ဒီအစီရင်ခံစာမှာလေအဒီကကင်းကနန်တစ်ခုတည်းကိုပဲကြည့်လို့မရဘူး။ဟုတ်ပါတယ်။အလို့အကင်ဘလော့ပြောင်းလေးတွားလေးဆိုတာအရေးကြီးလေ။ဒါပေမဲ့ အလုလမဲ့နုံကဘလောက်ရှိလဲဘယ်ဆက်မှုလုံးနှန်းတွေကတိုးတက်ပြီးဘယ်ဟာတွေကကျဆင်းနေလဲဆိုတာလည်းအရေးပါတယ်အထူးသဖြင့်အရေးအကြီးဆုံးတစ်ခုက ပြန်ပြတန်တာဒီလောက်ခပဲဒါကလောက်ခလာစာတိုးတက်မှုနဲ့ငွေချေဖောင်းပို့မှုကိုတိုက်ရိုက်တိုင်းတာနေတာဖြစ်လို့ဒါကိုလေလုံးဝမျက်ခြေမပြတ်တန်ပါဘူးဒီနေရာမှာမသားဆရာစကားတကွင်းရှိပါတယ် အလို့အကိုင်ဖန်တီးမှုဆိုတာ စီးပွားရေးရဲ့အသက်ခစ်ပြီးခိုင်မာတဲ့အလို့အကိုင်အစီရင်ခံစားကကျန်းမာတဲ့စီးပွားရေးမှုပြတာတဲ့အလို့အကိုင်ဆုံးရှုံးမှုကတော့စီးပွားရေးကျဆင်းမှုကိုညွန့်ပြတယ်တဲ့ဆိုတော့ပြောရရင် NFV အစီရင်ခံစားဆိုတာ American စီးပွားရေးကျန်းမာရေးကိုတိုက်တာတဲ့ thermometer တစ်ခုလိုပါပဲကဲဒီအစီရင်ခံစားကဈေးကွက်တွေကိုဘယ်လိုများတက်ရိတ်တက်ရောက်မှုတွေပေးနေလဲဆိုတာကိုစက်ပြီးကြည့်ကြရအောင် NFP အစီရင်ခံစားထွက်လာရင် အထက်အထင်းအခြေအနေနှမြုတ်ထစ်လိုက်ပါတယ်။တခုက မျောမှန်းထားတာထက်ပိုကောင်းသွားရဲ့အခါဒီလိုဆိုရင်တော့စီးပွားရေးကတိုးတက်နေတယ်။ဘ ਹੁ ပန်းကအတိုးနှုံးတွေမြင့်တင်လာနိုင်တယ်။ယင်းနှမြုတ်နံသူတွေရဲ့ယုံကြည်မှုလည်းမြင့်တက်လာတယ်လို့အသိပေးရတယ်။သူရဲ့စမ်းကျင်ဘက်အားနေတဲ့အခါကျတော့ရောအရိခါမှာတော့စီးပွားရေးကျဆင်းနိုင်တယ်။အတိုးနှုံးတွေရှော့ချလာနိုင်တယ်။ယင်းနှမြုတ်နံသူတွေကလည်းဘေးခရယာကိုရှောက်ဖွေရင်ပိုင်ဆိုင်မှုတွေကိုရွှေ့ပြောင်းလာတတ်ကြပါတယ်။ ဒီစရားကိုကြည့်လိုက်ရင်အဓိကကြားရဲ့အချက်ကိုရှင်းရှင်းလင်းလင်းမြင်နိုင်မှာပါ NFP ကောင်းတယ်အလို့ကိုင်တွေတိုးလာတယ်ဆိုရင် US ဒေါ်လာကတန်ဖိုးတက်လာပြီးရွှေဈေးကကျတတ်ပါတယ် crypto လိုမျိုး risk များတဲ့ပိုင်ဆိုင်မှုတွေမှာတော့ယုံကြည်မှုတွေမြင့်လာတတ်တယ် NFP အားနဲ့တွားရင်တော့ဒီအခြေအနေတွေရဲ့တက်တက်ပြောင်းပြန်ကိုတွေ့ရမှာပါပဲ forex ရေးကွက်မှာဆိုရင်တော့ NFP ထုတ်ပြန်တဲ့အချိန်မှာအပြင်းထန် zoom လုခတ်တတ်တာကတော့ဒီမှာပြထားတဲ့ဒေါ်လာနဲ့ဆက်ဆက်နေတဲ့ငွေကြေးအတွက်တွေဖြစ်ပါတယ်ဥပမာ euro dollar dollar japan yen တို့လိုကော ဒီနေရာမှာ NFP နဲ့ရွှေစည်ရပြောင်းပြန်ဆက်စပ်မှုကိုတေချာနားလည်ဖို့အရေးကြီးပါတယ်။ဆိုတော့ NFP ကောင်းတဲ့ဒေါ်လာတန်ဖိုးမြင့်တက်လာပြီဆိုရင်ဒေါ်လာနဲ့ဈေးနှုန်းသတ်မှတ်ထားတဲ့ရွှေဟာတခြားနိုင်ငံကဝယ်သူတွေတက်ဈေးပိုကြီးသွားသလိုဖြစ်သွားတယ်။အဲဒီခါမှာဝယ်လိုအားကျပြီးရွှေစည်ကကျဆင်းသွားလေးရှိလာပေါ့။ Crypto ဈေးကွက်ပေါ်မှာလည်းတက်ရောက်မှုရှိပါတယ်။ American အလုတ်အကိုက်အချက်လောက်ကောင်းတယ်။စီးပွားရေးကောင်းတယ်ဆိုတဲ့ခံစားချက်ကယင်းမျိုးနံတွေကိုပိုပြီးစဉ်ဆက်ရက်လာစေတယ်။အဲ့ဒီအခါမှာ Bitcoin တို့ Ethereum တို့လို crypto ပိုင်ဆိုင်မှုတွေစီကိုငွေတွေစီးဝင်လာပြီးဝယ်လို့အားတက်လာတာပါတယ်။ကဲဒီလောက်အရေးပါတဲ့ NFT နေ့မှာဘလို့မဟာဗျူဟာတွေအသုံးရကြလဲဆိုတာကိုနောက်ဆုံးအပိုင်းငယ်နဲ့လေ့လာကြည့်လိုက်ကြရအောင်။လူသုံးအများဆုံးနီးဗျူဟာတွေထဲကတစ်ခုကတော့ straddle လို့ခေါ်တဲ့နီးဗျူဟာပါပဲ။လုတ်ဖုံလုံးကြီးကတော့ NFP အချက်အလက်မထွက်ခင်မှာလက်ရှိဈေးရဲ့အပေါ်မှာ buy order တစ်ခုအောက်မှာ sell order တစ်ခုကြိုတင်ထားလိုက်တာပါ အချက်လက်ထွက်လာလို့ဈေးခွက်ကအပေါ်ကိုပဲဖြစ်ဖြစ်အောက်ကိုပဲဖြစ်ဖြစ်ပြီးမြင့်ထန်ထန်ရေးသွားပေးအခါမှာအော်ဒီတစ်ခုအတော့ဝင်သွားပြီးအရစ်လှုပ်ရှားမှုကနေအကျိုးအမြတ်ရယူဖို့ကြိုးစားတဲ့နီလန်တစ်ခုပါပဲဒါပေမဲ့ဘီလိုမဟာဗျူဟာကိုပဲတုံတုံ NFP လိုမျိုးဈေးကွက်အပြင်းထန်လှုပ်ခတ်တဲ့အချိန်မှာစွန့်စားမှုစီမံခံခွဲရေးကအရေးကြီးဆုံးဆိုတာကိုတော့မမေ့သင့်ပါဘူးကိုယ့်ရဲ့အယောင်အပယ်ပမာဏကိုထိန်းချုပ်တာမထစ်မနေ stop loss အသုံးပြုတာ ီးတော့ leverage ကိုအလွန်အကျွံမသုံးမိဖို့ကကိုယ့်ရဲ့ယင်းနှီးငွေကိုကာကွယ်ဖို့အတွက်မရှိမဖြစ်လိုအပ်ပါတယ်။ကဲဒီတုံတက်ချက်ကိုအဆုံးသတ်ရရင်တော့ဒီမိခုံးလေးနဲ့ပဲအဆုံးသတ်ချင်ပါတယ်။ကိင်္ဂနာအချက်လက်ခထုတွေကဒီလောက်တောင်ကြီးမားတဲ့စွမ်းအားရှိနေတဲ့အခါကဘာဈေးကွက်တစ်ခုလုံးကအချက်လက်တစ်ခုတွေကိုပဲအခုလိုအလွန်အကျွံအာယုံဆိုင်နေတာကရေရှည်အတွက်မင်္ဂန်နဲ့ချင်းကမှုတစ်ခုဟုတ်ရလားဆိုတာကတော့စက်ပစင်းစားစရာအချက်တစ်ခုပါပဲ။